ံပါတ်နံပါတ်၁ကပါလဲဆိုတော့တပဆိုတဲ့အကျင့်မြတ်ကိုကျင့်သုံးရခြင်းပေါ့ဒီနေရာမှာဥရှင်တို့တပဆိုတာဘာလဲကိလေသာငြိမ်းချောင်းအကျင့်တွေကိုပြင်းပြင်းထန်ထန်ကျင့်သုံးတဲ့သဘောမျိုးကိုဒါတပလို့ဒီလိုခေါ်ပါလေဒီနေရာမှာဥရှင်တို့ဟိုနောက်ပြောမယ်ဗြဟ္မစရိယဗြဟ္မစရိယမြတ်သောအကျင့်ကိုကျင့်သုံးရမယ်ဆိုတဲ့နေရာမှာလည်းပဲမြတ်သောအကျင့်အရာအကျင့်ကဘာလဲ ဒီနေရာမှာတပနဲ့ဇမစရိယဒီနှစ်ခုရဲ့ထူခြားချက်ကိုအဘေဒပေါင်းသူတော်ကောင်းတို့နားလည်ဖို့လိုတယ်ပေါ့။ဘုရင်တို့စပြေကံဆရာဘုရားကြီးကတော့ဒီတပနဲ့ဇမစရိယသည် အရင်ကြီးမကွာခြားလာဘူးဆိုပြီးတော့ကျမ်းဂန်တွေထဲမှာဖွင့်ဆိုထားတဲ့အဓိပ္ပာယ်မျိုးမျိုးကိုအဲ့ဒီမှာရေးပြန်ထားတယ်။ဒါတော့ဘုရင်တို့တမန်လူတွေနားလည်ရုံလောက်ပြောရမယ်ဆိုလို့ရှိရင်တပဆိုတဲ့အကျင့်ကဘာပြောတာတော့ဆိုတော့သီလဝိတ္တုတ္တိ သီလအကျင့်ကိုယူရမယ်လို့ဆရာကြီးကရှင်းရှင်းလင်းလင်းပြောတာဇမသရိယာယမြတ်သောအကျင့်ကိုကျင့်တယ်ဆိုတဲ့နေရာမှာကျတော့ဘာကိုယူရမှာတုံးဆိုတော့သမထအကျင့်ဝိပဿနာအကျင့်ကိုကျင့်သုံးတဲ့သဘောမျိုးကိုဒါဇမသရိယာယယူရမယ်ပေါ့ဟုတ်လားဒါကြောင့်ပိသပေါင်းတော်တို့တပဆိုတဲ့မင်္ဂလာနဲ့ပြည့်စုံအောင်နော်ကိုယ်နဲ့နှုတ်ကိုကောင်းစွာတန်ရှင်းအောင်အပြည့်ကင်းအောင်ဂိမ့်သိမ့်စောင့်ရှောက်ရတဲ့အကျင့်ကိုကျင့်ဖို့လိုတယ်ပေါ့ဒါမှမင်္ဂလာရှိမယ်ပေါ့ နောက်ဗြမစရိယရာမြတ်တော်အကျင့်ကိုကျင့်မယ်ဆိုရင်တော့သတ္တမာတိအကျင့်ပညာအကျင့်ကိုကျင့်ရမယ်ပေါ့သမာဓိဆိုတာကတော့တမထဘာဝနာတမျိုးမျိုးကိုကြိုးစားအထုတ်ပြီးတော့စိတ်ရဲ့တည်ငြိမ်အေးချမ်းတဲ့သဘောလို့အကျဉ်းမြင်နိုင်ရတယ်။ပညာဆိုတာကတော့ဒုက္ခနာမဖြစ်နေတဲ့ရုပ်တဘာဝနာမ်တဘာဝတဘာဝတရားတွေဟာဖြစ်ပေါ်လာပြီးတဲ့နောက်ပျက်စီးပြောင်းလဲချုပ်ပြောက်သွားကြတယ်ဆိုတဲ့အချက်ကိုမှန်မှန်ကန်ကန်သိမြင်နိုင်တဲ့ပညာပေါ့ ဲ့ဒီသမထဘာဝနာဝိပဿနာဘာဝနာကိုကြိုးစားအထုတ်မယ်ဆိုလို့ရှိရင်ဒါမြမစရိယမြတ်သောအကျင့်ကိုကျင့်တယ်လို့ဆိုရတယ်။အဲ့ဒါဦးဇင်းတို့ဒီနေရာမှာကျန်ကန်နေတဲ့မှာတော့တပအရာအမျိုးမျိုးအတိတ်တွေဖွင့်ထားပါတယ်။တော့ဒူတင်အကျင့်တွေကိုကျင့်သုံးတာလည်းဒါတပပေါ့။ဟိုဘေးတပေါင်းတော်ဘောင်းတို့လည်းပဲနားထဲမှာရင်းပြီးထားတဲ့စကလုံးတွေရှိပါတယ်။ခန္တီပရမန်တပောတိဋ္ဌိခဟုတ်လား။နေညာကတောင်ပြောခဲ့တယ်လေ။ ဒီခံခြင်းဆိုတဲ့ခန္တီတရားဟာတော့အကျင့်တကအကျင့်ထဲမှာအမြတ်ဆုံးအကျင့်ပဲဆိုပြီးတော့အဲ့ဒီမှာတပဆိုတဲ့စကားလုံးလေးမပါဘူးလားပါတယ်နော်အဲ့ဒီမှာတော့တပအရာခန္တီကိုယူတယ်ပေါ့နောက်ပြီးတော့ပိဿပေါင်းတော်ကောင်းတို့သမက္ကနာတဘောတုခောဆိုပြီးတော့အဲ့ဒီစကားလုံးလေးလည်းကြားဖို့တယ်မဟုတ်လားညီညွတ်သူတို့ရဲ့ကိလေသာငြိမ်းချောင်းအကျင့်ကောင်းကိုကျင့်ရတာဟာချမ်းသာတယ်ဆိုပြီးတော့မြတ်စွာဘုရားဟောထားတာလေဟုတ်တယ်မဟုတ်လား ဒုက္ခဗုဒ္ဓနာမုပ္ပါဒောဒုက္ခတတ္တမဒေသနာဒုက္ခသံဃတသမက္ကီသမက္ကနာတဘောဒုက္ခဆိုဒီစကားလေးကြားဦးတယ်မဟုတ်လားအဲ့ဒီမှာလဲတပဆိုတဲ့စကားလုံးလေးမပါဘူးလားပါတယ်ဟုတ်လားအဲ့ဒီမှာပြောထားတဲ့တပကဘာလဲဆိုတော့ညီညွတ်သူတို့ရဲ့ကိလေသာငြိမ်းချောင်းအကျင့်ကောင်းကိုကျင့်သုံးရခြင်းဒီချမ်းသာတယ်ပေါ့ဟုတ်လားဦးဇင်းတို့ဒီနေရာမှာ တပအရာဒိဗေဒီအမျိုးမျိုးဖွင့်ဆိုထားတာရှိတယ် တပဒီပင်တင်ဗြမစရိယဗြမစရိယဒီပင်တပလို့အဲ့ဒါလို့သိပြီးတော့မကွာချားတဲ့အတိတ်ဘယ်မျိုးတွေပြောထားတာလည်းရှိတယ်ဆိုပြီးတော့သောဘုရားကြီးကတော့အကျေတဝန်းရေးပြထားတယ်ပေါ့နော်ဒီနေရာမှာဥရှင်တို့ဗြမစရိယအရာကိုလည်းပဲမမြတ်တဲ့မေထုံအကျင့်ကိုရှောင်ကျင်ခြင်းအရဟံအကျင့်ကိုကျင့်သုံးနိုင်ခြင်းတော့သာသနာတော်ရဲ့ကောင်းမြတ်တဲ့အကျင့်တွေကိုဒါဗြမစရိယဆိုပြီးတော့အဲ့ဒါလို့လည်းပဲအတိတ်ဘယ်ဖွင့်ဆိုထားတာရှိတယ်ပေါ့ ီနေရာမှာဥယျာဉ်တို့ရှင်းရှင်းလင်းလင်းလွယ်လွယ်ကူကူပိုင်ပိုင်ချာချာနားလည်သွားဖို့ရလားအကောင်းဆုံးကတော့စတော်ကြီးနောက်ဆုံးကောက်ချက်ချသွားတယ်တပအရာနော်ဒီလအကျင့်ကိုယူလိုက်မယ်ဟုတ်လားဗြမစရိယာရာတမာတိအကျင့်ပညာအကျင့်ကိုယူလိုက်မယ်ဆိုရင်ဒါအကျင့်မြတ်ဒီအရာအကုန်လုံးစုံသွားတဲ့အတွက်ကြောင့်အလွန်တရာမှလည်းစိတ်ထဲမှာရှင်းလင်းသွားတယ်လို့ဆိုရမယ်ပေါ့ဟုတ်လားဒါကြောင့်ပိသဘောင်တော်ကောင်းတို့ တပအရာသီလကိုကျင့်သုံးရမယ်။ဇမစရိယာယသမထဘာဝနာဝိပဿနာဘာဝနာတို့ကိုကျင့်သုံးရမယ်။အဲ့ဒါဆိုလို့ရှိရင်ဒကာမတို့အရှင်တို့ဒီမင်္ဂလာတရားနှစ်ပါးနဲ့ပြည့်စုံပြီလို့မဆိုနိုင်ဘူးလား။ဆိုနိုင်တယ်။ဒီနေရာမှာဘာကြောင့်ဒီတပအကျင့်ဇမစရိယာကိုအကျင့်ကိုကျင့်တဲ့နေရာမှာမင်္ဂလာဖြစ်ရသလဲ။မင်္ဂလာဆိုတာကတော့ကောင်းကျိုးချမ်းသာကိုဖြစ်စေတာ။ဒီပွားခြင်းရဲ့အကြောင်းဒါမင်္ဂလာလို့ဆိုတာဆိုတော့ ဒီသီလတရားတမာတိတရားပညာတရားဟာတကယ်ချမ်းသာတဲ့ချမ်းသာမှန်ကိုရပြီးတော့ကြီးပွားခြင်းအစ်စ်ဖြင့်ကြီးပွားဖို့အကြောင်းတရားတွေဖြစ်တဲ့အတွက်ကြောင့်ဒီအကျင့်တွေကိုကျင့်သုံးရခြင်းသည်ဒါတကယ်ကိုကြီးကျယ်တဲ့မင်္ဂလာရှိသွားတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်ဒီသီလအကျင့်တမာတိအကျင့်ပညာအကျင့်တွေကိုမကျင့်သုံးနိုင်ဘူးဆိုလို့ရှိရင်ဒီနေရာဖြင့်ဒီတပအကျင့်ဇမစရိယအကျင့်ကိုမကျင့်သုံးနိုင်ဘူးဆိုလို့ရှိရင်ဒါမင်္ဂလာမရှိဘူးပေါ့ဟုတ်ရဲ့လား ဒါကိုလည်းပဲကြွပြန်းပြီးတော့နားလည်ဖို့မလိုဘူးလားလိုတယ်။ဦးဇင်းတို့ဒီနေရာမှာဘဝမှာတကယ်အရေးတကယ်ဘေးတကယ်ဒုက္ခတွေကြုံလာပြီဆိုလို့ရှိရင်ဒီအကျင့်တွေကတည်းကကိုယ့်ဘဝအတွက်အားကိုးရာအရှိဖြစ်တယ်။ဟုတ်ရဲ့လား။အေးဦးဇင်းတို့တကယ်အရေးတကယ်ဘေးတကယ်ဒုက္ခတွေမကြုံသေးလို့တခြားတခြားသောအရာတွေကိုဒကာတော်မတို့ဦးဇင်းတို့ဒီနေရာအားကိုးရာထင်ပြီးတော့အားကိုးရာအဖြစ်နဲ့ရှားထားကြတာတော့ရှိတာပေါ့ဟုတ်လား။ သို့တော့အဲ့ဒီအရာတွေဟာတကယ်အရေးတကယ်ပေးမှာအာကိုရမဖြစ်ဘူးနော်တကယ်ကိုကြီးကျယ်တဲ့ဒုက္ခနဲ့တွေ့လာပြီဆိုလို့ရှိရင်ဒီအကျင့်မြတ်တွေကသာလဲဒီနေရာဖြင့်ကိုကျင့်သုံးထားတဲ့အကျင့်တွေကသာလဲကိုဘဝအတွက်အာကိုရဖြစ်မယ်ပေါ့ဒီနေရာမှာဥယျာဉ်တို့အလုံးမဟောတိတာထင်ရှားတဲ့ဘုံမြတ်စွာဘုရားတက်ကအဖြစ်အပျက်တစ်ခုပြောပြတယ်ဘဝမှာတကယ်အရေးတကယ်ပေးနေကျုံးလာလို့ရှိရင် ဒီအကျင့်တွေကလွယ်လို့ချမ်းသာကြောင့်တရားကိုမမြင်ဘူးဆိုပြီးတော့မြတ်စွာဘုရားဟောတာတာရှိတယ်။နော်။နေညတ္တရာဘုဇတပတ္တနေညတ္တိန္ဒရိယသံဝရာနေညတ္တရာတပ္ပနေတ္တကသုထိန်ပတ္တမိပန္နိနံဆိုပြီးတော့ဥယျံတို့သာဃာတော်ကတန်ယုတ်ပါဠိတော်မှာဂါထာလေးတစ်ခုရှိတယ်။နေညတ္တရာဘုဇတပတ္တနေညတ္တိန္ဒရိယသံဝရာနေညတ္တရာတပ္ပနေတ္တကသုထိန်ပတ္တမိပန္နိနံတဲ့ဒီဂါထာလေးရှိတယ်။ဒီယောဂဒီဂါထာလေးကိုဥယျံတို့ အန္တရာယ်ကင်းတယ်ဘေးကင်းတယ်အလုံးအစွမ်းထက်တယ်ဆိုပြီးတော့ရွကြဆိုကြတာရှိတယ်ဒီကထာလေးနဲ့ပတ်သက်ပြီးတော့အလုံးလဲကောင်းပါတယ်ဒီကထာရဲ့အဓိပ္ပာယ်ကသူကဘာပြောလို့ဆိုတော့ဘုဇာဘုဇင်အကျင့်တရားကိုအညတရကျင့်ထား၍ဗန္ဒိနံတတဝါတို့ရဲ့တုတ်ထိန်ချမ်းသာကြောင့်တရားကိုနတ်ပတ္တမိငါဘုရားမြင်တော်မမူတဲ့တော့လောကကြီးမှာဘုဇင်တရားကိုခြံထားပြီးတော့တခြားသောချမ်းသာကြောင့်တရားကိုငါမမြင်ဘူးတဲ့ တပတ်တာအကျင့်တရားတွေကိုအညတ္တရာကျင့်သွား၍ပါဏိနံတတ္တဝါတို့ရဲ့သုထိန်ချမ်းသာခြင်းကိုနပတ္တံမိမမြင်ဘူးတဲ့။နော်အကျင့်တရားမပါဘဲနဲ့လောကမှာချမ်းသာဖို့ဆိုတာမဖြစ်နိုင်ဘူးဆိုတဲ့အတိတ်ပင်ပေါ့ဟုတ်လား။အင်္ဂရိယတံဝရာမျက်စိနာနာလျှာကိုစိတ်ကိုစောင့်ထိန်ခြင်းနော်အပြစ်ကင်းအောင်ဒီအိန္ဒိယ၆ပါးနဲ့ပတ်သက်ပြီးတော့လောဘဒေါသမောဟမဖြစ်အောင်နော်ကောင်းကောင်းမွန်မွန်ပညာနဲ့စောင့်ထိန်ခြင်းဆိုတဲ့တတိနဲ့စောင့်ထိန်ခြင်းဆိုတဲ့ ဒီဣန္ဒြိယတံဝရကိုအညတရကျင်ထား၍ပါဏိနံတတဝါတို့ရဲ့ဥဋ္ထိန်ချမ်းသာခြင်းကိုနပတ္တမိမဖေရမမြင်ဘူးတဲ့ဟုတ်လားပြီးတော့ဦးဇင်းတို့ဗာဆက်ပြောလို့ဆိုတော့သဗ္ဗနိတ္တကအလုံးစုံသောကိဏ္ဍာတရားတွေအလုံးစုံသောအရာတွေကိုရှင်းပြီးတော့တကယ့်ကိုညိကတ်တွေ့တာမှုကင်းနေနိဗ္ဗာန်ချမ်းသာကိုအညတရကျင်ထား၍ပါဏိနံတတဝါတို့ရဲ့ဥဋ္ထိန်ချမ်းသာခြင်းကိုနပတ္တမိမမြင်ဘူးဆိုပြီးတော့အဲ့ဒီမှာမြတ်စွာဘုရားက ောကကြီးမှာဒီတရား၄ပါးသာရင်ချမ်းသာဆိုပြီးတော့ပြောသွားတာပေါ့။နော်။ဗာမျာတော့ဆိုတော့